မန္တလေးတိုင်းမိုးကုံးမြို့နယ်မှာအပြည့်ရဲ့ကျင်းညာပြီးနောက်ပိုင်းတမ်းမြို့သားလူမျိုးရေးတပ်မတော်တရန်နန်တွေကခေါ်သွင်းလာတာကြောင့်စုစုတသား200နီးပါးရောက်ရှိနေရလို့တော်လိုင်းတပ်ဖွဲ့နဲ့နေဆက်သူတွေကပြောပါတယ်။မိုးကုံးမြို့နယ်အတွင်းကြောက်ဖားကိမ်မှာအင်အား30အစိုးရရုံးတွေမှာအင်အား40အောက်အချုပ်မှာအင်အား20အပေါ်အချုပ်မှာအင်အား50နဲ့ပြောင်းမြင်ရွာထိပ်ကယတနာရှင်လောက်ကမှာအင်အား30ကျော်ရောက်ရှိနေပြီးအဲ့ဒီစေုပ်စုတသားတွေကိုနိုဝင်ဘာ20ရက်နောက်ပိုင်းမှာခေါ်သွင်းလာတာလို့ဆိုပါတယ်။ စိုးစုတက်တွေကိုမိုးကုံမြို့နယ်နဲ့15မိုင်ကျော်အကွာမှာရှိတဲ့ပြင်းဦးတွင် ရှမ်းလန်းစုံကတဆင့်တရန်နာတွေကခေါ်သွင်းလာတာဖြစ်ပြီးတော့မြို့ရဲ့နေရာတော်တော်များများမှာစိတ်ဝင်နေပြီပဲဖြစ်ပါတယ်။ဒါပြင်တော်လိုင်းတပ်ဖွဲ့တွေထိုင်ထားတဲ့မြို့ပပက်လယ်မှာရှိတဲ့ဗျူဟာကုန်းတွေကနေတက်တွေနောက်ပြန်ဆုတ်ခိုင်းထားပြီးတော့စိုးစုတက်တွေခေါ်သွင်းလာချိန်မှာမတိုက်ခိုက်ဖို့ပြောဆိုထားကြောင်းမိုးကုံမြို့နယ်ကတော်လိုင်းတပ်ဖွဲ့နဲ့နှိစက်တဲ့စစ်ရေးသတင်းမြစ်တူကပြောပါရတယ်။လက်တလောရောက်ရှိနေတဲ့စိုးစုတပ်သားတွေကတော့ စစ်ယူနီဘောင်ဝစ်ဆင်ထားတာမရှိဘဲမြို့ခံပုံစံနဲ့လှုပ်ရှားနေထိုင်တာစစ်ပြင်းနေကြတယ်လို့သူကဆိုပါတယ်။တရုတ်အရေးကျွမ်းကျင်သူဒေါက်တာလှကျော်စောကတော့တရားနာနေတဲ့ဆိုးဆူရဲ့အပြစ်ကပ်ရစဲကြီးဟာရေရှည်မဖြစ်နိုင်ကြောင်းသုံးသပ်ပါတယ်။တစ်ခါလေတနေ့တည်းကိုအချိန်မောင်းများစွာလာကျဲတာကြာအဲမိုးမှန်တူအဲမိုးကုန်တယ်လေအဲတော့အဲ့ဒီဟာတွေကလည်းဖြားလို့ဖြစ်တာပေါ့ DNA လေးပြတ် အဲ့ဒါကြောင့်မလို့ဟိုတရုတ်ကလည်းဝင်ပြီးတော့ဆေးဆက်ပေးတဲ့အခါကျတော့ TNL ကသူတို့ကျနာလည်းရသွားတယ်ဒီ။နောက်သူတို့ဒီကတွေကိုဘုံမကျဲတော့ပါဘူးဆိုတဲ့ဟာကြောင့်ဟိုယာယီအပြစ်ခံရဆဲတာမျိုးဖြစ်နေလေ။ရင်းရှိပမာဒီငင်းငယ်ရဖို့ဆိုရင်ပေချာအပေးယူဆွေးနွေးကြမှာဖြစ်ပါဗျာ။အဲ့တော့အဲ့ဒါကအဓိကပါလဲဆိုတော့စက်ကက်ဖက်ကသူတို့ကင်ထားတဲ့နိုင်ငံကြီးအာဏာတွေစီးပွားရေးအာဏာ အုတ်ချုပ်ရေးအာဏာတွေသူတို့တူးလေးမကင်နေနဲ့။တော့အဲအထူးသဖြင့်ဒီဒီဒီဘက်ကအရပ်ပါဘက်ကိုတစ်ဖြည်းဖြည်းထွေးပြောင်းပေးပါတာလေ။လက်တလုံးမှာတော့မိုးကုံမြို့ကိုစိုးစုပြန်လဲထိန်းချုပ်ဖို့ပြင်ဆင်နေရကြောင်းမြို့ကန်လူထုတွေဟာစိုးစုကင်းစင်တဲ့နေမြေတွေနဲ့အခြားဒေသတွေကိုအလုံးရင်းနဲ့ထွက်ခွာပြောင်းရွှေ့ကုန်တာကြောင့်မြို့မှာလူသွားလူလာမရှိဘဲတိတ်ဆိတ်နေတယ်လို့ဆိုပါရယ်တရုတ်ရဲ့အကြက်ကင်ဖိအားပေးမှုကြောင့်စစ်အုပ်စုနဲ့တရန်နန်တွေတက်တို့ဟာ ကုမင်းမြို့နယ်မှာအပြစ်ရဲ့သဘောတူညီမှုနဲ့မိုးကုတ်နဲ့မိုးမိတ်မြို့နယ်တို့ကိုလက်လွတ်ခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဖီအားကြောင့်တရားနာနေတက်ဟာမိုးကုတ်မြို့ကိုစိုးစူးတက်တွေမဖြစ်မနေခေါ်သွင်းလာရမှာဖြစ်ပြီးတော့မြို့ကနေတော့နိုဝင်ဘာ29ရက်30ရက်တို့မှာတက်တွေစုခွာမှာဖြစ်ပါတယ်။